ကဲကျွန်တော်တို့ရင်းစုံပြောရှင်တာရော့ဗီဒီယိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအလုံးမင်္ဂလာပါအဲ့တော့ထုံးစံတိုင်းဒီဗီဒီယိုဖိုင်လေးကတော့ပြန်လည်ဖြည့်ချလမ်းညွှန်ဟောကြားပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်အပတ်စဉ်မေးခွန်းနဲ့မေးလို့ရပြီဆိုတဲ့ဗီဒီယိုဖိုင်ဟာကျွန်တော်တို့ကြိုဆိုနေသလိုဟလာပြန်လည်ဖြည့်ချလမ်းညွှန်ဟောကြားပေးတဲ့မြစ်တာစီစနာနဲ့အခမဲ့ဟောကြားပေးနေတဲ့ဗီဒီယိုဖိုင်လေးကလည်းအခုကျွန်တော်ပြန်လည်ရောက်ရှိလာပါပြီအဲ့တော့အခုကျွန်တော်တို့ပြီးတဲ့တစ်ပတ်ကမိသားတဲ့အကောင့်ပိုင်ရှင်လေးနော်မိသားတဲ့ မိခွန်းနေအခုကျွန်တော်ဖြီးသွားပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်မေတ္တာစေတနာနဲ့အခမဲ့တပတ်တစ်ခါအဲဘီလင်ဟောကြားပေးနေတာဖြစ်ပါတယ်ဒီ online ကနေပြီးတော့အဲ့တော့အကောင့်ပိုင်ရှင်နော်နေ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 ပေါ့နေနေရဗာမေးထားလဲဆိုရင်တော့အဲစီးပွားရေးအစဉ်ပြေစီရန်အတွက်ရေရရလေးပြေးပါစရာတဲ့အဲ့တော့ကျွန်တော်တို့မနက်ပေါ့နော်တရင်းကနေနေမနက်နဲ့စနေနေ့မနက်ဒုမွေမွေးနေ့မနက်ပေါ့နော်အဲအဲ့ဒီနေ့တွေမှာအဲထမင်းပူပူလေးတဲကိုဟုတ်လား နွားလို့ထည့်မယ်ပထမလုံးတစ်လုံးစာလောက်ကြိုလိုက်မယ်စားအနေနဲ့တကြားအနေနဲ့ထည့်မယ်အထည့်ပြီးတော့ကျွန်တော်တို့ကြိုမယ်ကြိုပြီးတော့မနက်စောစောเนาะကျွန်တော်တို့၄နာရီကနေပြီးတော့မနက်9နာရီတော့တွင်မှာအဲအဲ့လိုနှုတ်စုံပေါ့เนาะနှုတ်စုံကပ်ပါအဲဖျားရှင်ကိုနှုတ်စုံကပ်မယ်အဲ့တော့အဲအဲ့အချိန်မှာကျွန်တော်တို့လုပ်ရပါเนาะစနေနေ့သုံးဖို့တနင်္ဂနွေနေ့သုံးဖို့မိမိမွေးနေ့မှာကပ်ပါ အဲ့တော့တပတ်ကိုနှစ်ကြိမ်လောက်ပဲကျွန်တော်တို့အမတပတ်ကိုတနင်္ဂနွေနေ့နဲ့ကိုယ့်ရဲ့မွေးနေ့ပေါ့နော်သုံးမလဲတပတ်ကိုတစ်ကြိမ်ပေါ့တနင်္ဂနွေနေ့အဲ့ဒီလိုမျိုးလေးကျွန်တော်လင်းငါပတ်လောက်ပေါ့နော်တလလောက်လှုပ်သွားကြည့်မယ်ဆိုရင်စီးပွားသီးသာတက်စီပါတယ်အဲလေးလေးနက်နက်နဲ့တေချာလေးအာယုံနှစ်ပြီးတော့စီးပွားတက်ဖို့ရာလှူဒန်းတက်လူပါအဲနော်ကျွန်တော်စီးပွားတက်ပါတယ်ဗျနော်တေချာလှုပ်ကြည့်ပါအဲနောက်ကျွန်တော်အောင်ကောင်းခန့်ဆိုတဲ့အကောင့်ပိုင်းရှင်ကဗာမီးသားလဲဆိုတော့အဲငါးလပိုင်းအလုတ်အကန်အခြေအနေသိကြမှာလဲဆရာတဲ့ အဲ့တော့ဒါတော့အကောင့်ပိုင်းရှင်အောင်ကောင်းခတ်မေးရတာပါငါးလပိုင်းအတွင်အလုတ်ကန်အချိန်ကြီးအဲ့တော့ငါးလပိုင်းမှာတော့အလုတ်နည်းနည်းလေးရှုပ်မယ်ခေါင်းဆားမယ်နည်းနည်းလေးလူပင်မစိတ်ပင်မနာမျိုးလေးဖြစ်တတ်တယ်သို့တော့ကန်ဆိုးတဲ့အချိန်ကြီးမျိုးကြီးတော့မဟုတ်ပါဘူးကဲနောက်ကောင်းပိုင်းရှင်သူကတော့ root history တဲ့ကျမကြီးအချိန်ကြီးသိကျင်ပါတယ်ဆရာတဲ့ကျွန်တော် root history ဆိုတဲ့အကောင့်ပိုင်းရှင်အတွက်ပါ တော့ပြီးခဲ့တဲ့တပတ်နှစ်ပတ်တလားနှစ်လားအတိတ်ကာလပေါ့နော်အတိတ်ကာလဆိုတာလည်းအဝေးကြီးမဟုတ်ဘူးပြီးခဲ့တဲ့တပတ်နှစ်ပတ်တလားနှစ်လားလောက်ကကျမကြီးအချင်းကြီးမကောင်းဘူးဆိုရင်တော့မှဒီဗီဒီယိုကမြင်တာနဲ့အနာဂတ်ကာလမှာကျမကြီးနဲ့ပတ်သက်ရင်တိတိတတ်တာပြန်လဲကောင်းမလာမှာဖြစ်ပါတယ်အဲ့တော့ကျမကြီးနဲ့ပတ်သက်ရင်စိတ်ဝင်စရာမလိုပါဘူးအဲ့တော့ခြူချာနေရင်တော့မှပြန်ပြီးတော့ထူထောင်နိုင်မယ်ကျမပြန်ပြီးတော့ကျမကြီးကောင်းဖို့အခွင့်အလမ်းတွေရလာမှာကံကောင်းလာမှာဖြစ်ပါတယ်အဲ့တော့ကျမကြီးနဲ့ပတ်သက်လို့စိတ်ဥစရာမလိုတော့ပါဘူးလို့ ကျွန်တော်ဒီနေရာနေလမ်းညွှန်ဟောကြားလိုက်ပါတယ်အနောက်ကောင်းမရှင်တူကတော့လှိုင်တင်စာဦးတဲ့ငားလာပိုင်းအတွက်ကန်စရာအခြေအနေလေးသိကြပါတယ်ဆရာတဲ့တဲဦးကျွန်တော်တို့လမ်းညွှန်ဟောကြားပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ငားလာပိုင်းမှာတော့အလုတ်တွေများမယ်များသလောက်လည်းအကျိုးပေးမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ငားလာပိုင်းမှာအအလုတ်တွေများမယ်အနည်းငယ်ပင်ပန်းမယ်သို့သော်များလည်းအလုတ်များသလောက်ဟာလာလောက်သလောက်အကျိုးနတ်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်အဲ့တော့အလုတ်တွေ ပို့ပြီးတော့အလုံးနဲ့ပတ်သက်လို့တူးတက်မှုတွေအလုံးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာတာတွေလည်းတစ်ဖက်မှာရှိနေပါတယ်အဲ့တော့အနှစ်ချုပ်အားဖြင့်ပင်မခံရတဲ့လောက်ပြန်လည်ပြီးအကျိုးရှိမဲ့တပတ်တာအဲစငါးလပိုင်းအတွက်ဖြစ်ပါတယ်အဲ့တော့နောက်အကောင့်ပိုင်းရှင်တူကတော့မို့မို့တဲ့ငါးလပိုင်းအတွက်ငွေကြေးအခြေအနေလေးသိကြပါတယ်တဲ့အဲ့တော့မို့မို့ဆိုတဲ့အကောင့်ပိုင်းရှင်တော့ပါအဲ့တော့ငါးလပိုင်းမှာတော့ကိုကပြီးခဲ့တဲ့ပေါ့နော်ပြီးခဲ့တဲ့ တလနှစ်လလောက်ကကြံခဲ့တဲ့တနလောက်တလနှစ်လလောက်ကငွေကြေးအခြေအနေတွေဟာကံမကောင်းခဲ့ဘူးအစမပြေခဲ့ဘူးခက်ခဲခဲ့တယ်ကြက်တဲခဲ့တယ်ငွေကြေးနဲ့ပတ်သက်ပြီးစိတ်ညစ်ပူပန်ခဲ့ရတယ်ဆိုရင်တော့အခု၅လပိုင်းမှာငွေကြေးကံကောင်းမှဖြစ်ပါတယ်နော်၅လပိုင်းမှာငွေကြေးကံကောင်းမှဖြစ်ပါတယ်ပြီးခဲ့တဲ့တလနှစ်လကငွေကြေးနဲ့ပတ်သက်ကံကောင်းနေတဲ့အစမပြေနေတယ်ဆိုရင်တော့အခုလာမယ့်၅လပိုင်းမှာကံမကောင်းနိုင်ပါဘူးငွေကြေးနဲ့ပတ်သက်စိတ်ညစ်ပူပန်အခက်တွေ့တာမျိုးတွေကြုံရတတ်ပါတယ် အဲ့တော့လွယ်လွယ်လေးပါပြီးခဲ့တဲ့တလနှစ်လကငွေကြေးကံမကောင်းမှုဆိုအခုလာမယ့်၅လပိုင်းမှာငွေကြေးကံကောင်းမှာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့တလနှစ်လလောက်ကငွေကြေးကံကောင်းနေတယ်ဆိုအခု၅လပိုင်းမှာကံမကောင်းနိုင်ပါဘူးကဲအခုကျွန်တော်ပြန်လဲဖြေချခြင်းဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးတူးတယောက်ချင်းစီတိုင်းအဲ့လားနားရှင်းမယ်အဲသဘောပေါက်လွယ်မယ်လို့နော်အားရကျေနပ်မယ်လို့ကျွန်တော်တို့ဟုတ်လားညှော်လင့်ပါတယ်အားလုံးပဲကျွန်တော်တို့အကောင့်မှရှင်အတီးတီးအတွက်ကျွန်တော်တို့မေတ္တာစေတနာနဲ့အခမဲ့ တေချာလေးကျွန်တော်တို့လမ်းညွှန်ဟောကြားခဲ့ပြီးပါပြီအဲ့တော့နောက်များမှာလည်းဒီလိုဗီဒီယိုဖိုင်လေးနဲ့ကျွန်တော်ပြန်ဆုံပါမယ်ဟဲ့လားမတိသေးတဲ့မိတ်ဆွေတွေရှင်လဲဟဲ့လားပြောပြလမ်းညွှန်လို့ရပါတယ်เนาะအားလုံးပဲမိမိရဲ့လူဝင်ဆန္ဒအတီးတီးပြေဝနိုင်ရပါစေအစင်ပြေကံကောင်းပြုံးပျော်နိုင်ရပါစေဗျာ